ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမင်္ဂလာမနက်ခင်းလေးပါဗျာဖြူအားခဏဆောင်းမယ်နော်ထိုးရင်ပေါက်ပြီနော်ဟုတ်ပြီနော်ထိုးရင်ပေါက်ပြီဗျာတကယ်ပြောတာပါထိုးတဲ့သူတွေမှန်သမျှဒီနေ့မနက်7:00နာရီ10မိနစ်မှာပေါက်မယ်ကဲမရှင်းရသေးတဲ့အကိုရမရအားလုံးပဲရှင်းပြပေးတော့ မแชร์ရသေးတဲ့အကူဒီမိုင်းအားလုံးပဲတယောက်တစ်ချက်แชร์ပေးတော့ဟုတ်ပြီနော်အားလုံးပဲမင်္ဂလာပါမแชร์ရသေးတဲ့အကူဒီမိုင်းအားလုံးပဲแชร์ပေးသွားပါ Ô bí nổ, cô mẹ mẹ ô lông bè ô lông bè mẹ ngân bảo mẹ nổ, thôi cho nó cô mẹ mẹ để kì bảo lịch mẹ Ô bí nổ ပြောတာကိုယုံယုံကြည်ကြည်နဲ့ထိုးပါထိုးရင်ကျွန်တော်ရဲ့ကိုယ်လေးမရအလုံးပေးဖောက်မယ်ဟုတ်ပြီနော်အထူးရှယ်တဲ့ပေါက်ချင်ပါတယ်ဗျအကူသူကဟုတ်ကဲ့ပါအကူရဲ့ယနေ့မနက်7:00နာရီ10မိနစ်မှာတော့ယုံကြည်တဲ့သူယုံကြည်တဲ့သူထိုးယုံကြည်တဲ့ကိုရီမားတွေကတားငယ်ကိုယုံကြည်တဲ့တားငယ်ယုံကြည်တဲ့ဆိုရင်ထိုးထိုးရင်ပောက်ပြီလို့သတ်မှတ်လိုက်တော့ ဟုတ်ပြီနော်ယုံကြည်တဲ့သူထိုးထိုးရင်ပောက်ပြီလို့သာမှတ်လိုက်တော့ဟုတ်ပြီနော်ကိုမောင်မြတ်ကဲဒါဆိုကျွန်တော်ရဲ့ကြွေမိုင်း live show လေးကိုတန်းငယ်တို့စတင်ပြီးတော့ကြွားကြမယ်နော် အားလုံးပဲမင်္ဂလာရှိတဲ့မနက်ခင်းလေးပါဗျစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလုံရင်ဆန္ဒတွေလည်းတလုံးတဝကြီးပြည့်ဝကြပါစေလို့တန်းငယ်ကဆုတောင်းပေးပါရနော်ဟုတ်ပြီနော်ကျွန်တော်ကောင်ပါများလေးဆယ်ကိုကကျွန်တော်ကိုမများလေးထိပ်ပါလေးဆယ်ကိုကလေးထိပ်တစ်ချက်ကကျွန်တော်တို့ရှစ်အပိတ်တဲ့ကျွန်တော်ကိုမများ 49လေးထိပ်ကျွန်တော်ကိုမများတရှိကကျွန်တော်တို့တထိပ်လေးရှိနှလုံးပေါင်းခြင်းနဲ့လေးရှိကျွန်တော်ကိုမှလုံးပေါင်းခြင်းလေးရဲ့ရှိကေပေါင်းတော့ကျွန်တော်တို့ဘာရမလဲလေးနဲ့ရှိနေပေါင်းတော့ကျွန်တော်ကိုမှများနှစ်ပါတဲ့မင်္ဂလာပါတဲ့တားငယ်တဲ့မင်္ဂလာပါတော်ကြီးမင်္ဂလာပါဗျလေးရဲ့ရှိကေပေါင်းတော့နှစ်နှစ်ကိုနှက်ခတ်ခေါ်ခြင်းဒီလေးနှစ်လေးဒီဝန်းခြင်းဖြစ်တယ် နှစ်လေးဝမ်းကျင်းကိုနှစ်ပိုင်းနဲ့23ဆိုတော့၅ပရိတ်ထွက်တယ်။အားလုံးပဲမရှယ်ယာသေးတဲ့ကိုယ်မကြီးတယောက်တစ်ချက်ရှယ်သွား viewer 100 200ပြည့်အောင်ရှယ်မရှယ်ယာသေးတဲ့ကိုယ်မကြီးတယောက်တစ်ချက်ရှယ်သွား viewer ရန်နေနေတယ်မရှယ်ယာသေးတဲ့ကိုယ်မကြီးတယောက်တစ်ချက်ရှယ်ပေးသွားဟုတ်ပြီနော်23ကကျွန်တော်ကိုယ်မကြီးအားလုံးပဲနှစ်ထိန်64က၄ရက်ပိတ်2 6နှလုံးပေါင်းခြင်း2 6နှလုံးပေါင်းခြင်းနဲ့2နဲ့4နဲ့ပေါင်းတော့တန်းငယ်တို့ဗာရမယ်2ငယ်4ရေပေါင်းတော့တန်းငယ်တို့6ရပါမယ် 6ရဲ့နက်ခတ်ဒီကို6 9ဒီဝမ်းကျင်းဖြစ်တယ်နှစ်လေးဝမ်းကျင်းကို2ပိုင်နဲ့23 6 9ဝမ်းကျင်းကို5ပိုင်နဲ့29ဆိုတော့ဒီပရိထွက်တယ်မင်္ဂလာပါကောင်းလေးရတော်မင်္ဂလာပါ ခြေကိုဝိုင်းရင်းကို9ပိုင်းနဲ့29ဆိုပြီးထပ်ပါတယ်29ကကျွန်တော်ကိုမှများအားလုံးပဲနှစ်ထိပ်ပါ49ကကိုအပိတ်နှစ်ကိုနှလုံးပေါင်းခြင်းနဲ့နှစ်နဲ့ကိုနဲ့ပေါင်းတော့တန်းငယ်ပိုင်းရမလဲတည်ရပါတယ်တည်ရဲ့လက်ခတ်တိ10ပါတိ10တိကကိုရမကြီးအားလုံးပဲဝိုင်းချင်းဖြစ်တယ် ဟုတ်ပြီနော်တရှိဝိုင်းရင်းကိုပါထားလဲတစ်ပိုင်းရှစ်ပိုင်းနဲ့တရှိဆိုတော့ကိုးပရိထွက်ပါတယ်ဒါဆိုယနေ့မနေ့12နာရီ10မိနစ်အတွက်တန်းငယ်တို့ကင်သုံးရမယ့်ဝိုင်းချင်းသည်ဘာဝိုင်းချင်းနည်းဖြစ်မယ်တစ်ချက်ကြည့်23က3ကဖိတ်တရှိကတစ်ထိတ်တစ်သုံးနှလုံးပေါင်းခြင်းတစ်သုံးကျွန်တော်ရဲ့ဂွေမိုင်းနှလုံးပေါင်းခြင်းတစ်ကဲ3ရေပေါင်းတော့တန်းငယ်ဘာရမလဲတစ်ကဲ3ရေပေါင်းတော့ကျွန်တော်ကိုမှမရ4ပါတဲ့ လေးရဲ့နက်ခတ်တီနှစ်လေးနှစ်တီကျွန်တော်ကိုမောင်များအားလုံးပဲယနေ့မနက်7:00နာရီ10မိနစ်တော့ဝမ်းချင်းဖြစ်ပါတယ်လေးနှစ်ဝမ်းချင်းလို့ရတယ်ဖြူဟာ32ရောက်တော့မျိုးတို့မင်္ဂလာပါဖြူဟာ32ရောက်တော့မျိုးတို့ကျွန်တော်ရဲ့ကိုမောင်အားလုံးပဲမင်္ဂလာပါဟုတ်ပြီနော် အားလုံးပဲမင်္ဂလာပါမရှင်ရသေးတဲ့ကိုရီမကြီးအားလုံးပဲတယောက်တစ်ချက်ရှင်ပြပါအောင်နော်မရှင်ရသေးတဲ့ကျွန်တော်ကိုရီမကြီးဒီအားလုံးပဲတယောက်တစ်ချက်ရှင်ပြပါအောင်ကဲဒါဆိုကျွန်တော်ရဲ့ကိုရီမကြီးနောက်ထပ်ဝိုင်းချင်းလေးထပ်ပြမယ်နောက်ထပ်ဝိုင်းချင်းလေးကိုကျွန်တော်ကိုမောင်မြအားလုံးပဲတစ်ချက်လိုက်ကြည့်ပေးရအောင်ဟုတ်ပြီနော်94ကခွန်ထိတ် လေ64ကလေးပိတ်တစ်ပူးကကျွန်တော်တို့တစ်ထိတ်နဲ့လေးခွန်တစ်ကျွန်တော်ကိုမောင်မြတ်သုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့လေးခွန်တစ်ကျွန်တော်ကိုဒီမားဒီအားလုံးပဲသုံးလုံးပေါင်းခြင်းတဲ့လေးနဲ့ခွန်နဲ့ပေါင်းတော့ကျွန်တော်ကိုမောင်မြတ်ဘာရမလဲလေးရဲ့ခွန်ရဲ့ပေါင်းတော့ကျွန်တော်တို့တစ်ရတယ်တစ်နဲ့တစ်နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲနှိရတယ်နှိရဲ့ပါဝါတိခွန်နှိခွန်တိက1ချိန်ဖြစ်ပါတယ်နှိခွန်တိကကျွန်တော်ကိုမောင်မြတ်အားလုံးပဲ ဝမ်းကျင်းဖြစ်တယ်တဲ့နှစ်ခွန်ဝမ်းကျင်းကိုကျွန်တော်ကိုကြီးမကြီးတွေအားလုံးပဲပါထွက်လဲဆိုရင်တဲ့နှစ်ခွန်ဝမ်းကျင်းကိုကျွန်တော်ကိုမမင်းအားလုံးပဲပါထွက်လဲနှစ်ထိန်နဲ့23ဆိုပြီးထွက်တယ်ဟုတ်ပြီနော်နှစ်ထိန်နဲ့ကျွန်တော်ကိုမမင်း23ဆိုပြီးကျွန်တော်ကိုကြီးမကြီးအားလုံးပဲထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တဲ့အောင်မြင်ပါစေတဲ့ဟုတ်ကဲ့ပါတကယ်ထွင်တကယ်ပေါက်ပြီနော်နှစ်ခွန်ဝမ်းကျင်းကို23ဆိုပြီးထွက်တယ် 63ကကျွန်တော်တို့6ထိပ်49က9အပိတ်64ကကျွန်တော်ကိုမှများ4အပိတ်နဲ့496ကျွန်တော်ကိုမှ3လုံးပေါင်းခြင်းနဲ့၄နဲ့၉နဲ့ပေါင်းတော့၃ပါ၄ရဲ့၉ရဲ့ပေါင်းတော့၃၃နဲ့၆နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၃ရဲ့၆ရဲ့ပေါင်းတော့၉တဲ့၉ရဲ့ပါဝါတိ၄၉လေးဒီ1ချိန်ဖြစ်တယ်၉လေး1ချိန်ကိုလည်းကျွန်တော်တို့၉ပိုင်းနဲ့20ကိုဆိုပြီးထွက်တယ်၄၀က၄ထိတ် 23က3အပိတ်84ကကျွန်တော်ကိုမှမြခွန်ထိုင်နေတဲ့434ကျွန်တော်ကိုမှမြ3လုံးပေါင်းခြင်းဖြစ်ပါတယ်4နဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့ခွန်ပါခွန်ရဲ့4ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ4ရဲ့3ရဲ့ပေါင်းတော့ခွန်ခွန်နဲ့4နဲ့ပေါင်းတော့ကျွန်တော်ကိုမှဘာရမလဲတိရတယ်ခွန်နဲ့4နဲ့ပေါင်းတော့ကျွန်တော်တို့တိရပါတယ်တိရဲ့ပါဝါတိ6ပါ16တိကျွန်တော်ရဲ့ကိုယ်မရဲ့အားလုံးပဲ တိ6ကိုကျွန်တော်ပုံမှန်များအားလုံးပဲဖြစ်လေ1ချိန်ဖြစ်ပါလေတိ6 1ချိန်ကိုတစ်ပိုင်းနဲ့ကျွန်တော်ကမှများတစ်ရဲဆိုပြီးထွက်တယ်အဲ့ဒါယနေ့မနေ့ဆန္ဒနာရီတမိတော့ဂိုင်သုံးအောင်ပဲ1ချိန်နဲ့ဒါရီကပင်ရှီ1ချိန်နေမလို့တန်းငယ်ကဂိုင်သုံးပြီးတာနော်ပင်ရှီ1ချိန်နေမလို့ဂိုင်သုံးပြီးတာပါတစ်ခွန်က1ထက်29က9ပဲတဲ့ 63က3ကပိတ်နဲ့391သုံးလုံးပေါင်းခြင်းတိနဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲတိကေ9ရဲ့ပေါင်းတော့3ညပါ3ညရဲ့3ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ3ညရဲ့3ရဲ့ပေါင်းတော့ကျွန်တော်ကဘာရမလဲ3ညတုံးရပါလေကျွန်တော်ကမှ3ရဲ့ပါဝါတိ6 3 8တိ1ချိန်ဖြစ်တယ် တကယ်တော့ဒီအပင်မှာကျွန်တော်ကမှများတစ်ခုပြောမယ်နော်ဒီအပင်မှာနက်ခက်ခေါ်လဲရတယ်နှစ်လေးဝမ်းကျင်းကို23 96ဝမ်းကျင်းကို29တရှိဝမ်းကျင်းကိုဆိုပြီးခေါ်လိုက်လဲရတယ်နော်ဒါပေမဲ့တန်းငယ်ပါပါခေါ်လိုက်တာပါတရှိဝမ်းကျင်းကိုဆိုပြီးတော့ခေါ်လိုက်လဲရတယ်တရှိဝမ်းကျင်းကိုတရှိနောက်ပြီးတော့35ဝမ်းကျင်းဒါ35ဝမ်းကျင်းမဟုတ်ဘူး35ဝမ်းကျင်းဆိုလဲကျွန်တော်ရေကွေမာတွေခေါ်လို့ရပါတယ်35 ဝမ်းကျင်းလို့လည်းကျွန်တော်ကိုမောင်များအားလုံးပဲခေါ်လို့ရတယ်နော်။ကိုရီမားကြီးတခါတည်းဖျော်ပြပေးထားတာနားမလည်ပါဆုံးလို့နှစ်ခုနှစ်လေးဝမ်းကျင်းကို23 6ချက်ဝမ်းကျင်းကို29 18ဝမ်းကျင်းကို18အဲ35ဝမ်းကျင်းလို့လည်းကျွန်တော်ကိုရီမားကြီးအားလုံးပဲခေါ်လို့ရပါတယ်။ဒါကိုရီမားကြီးတခါတည်းပြောဒါမဲ့ ဟုတ်ပါတယ်ဒါ22ရက်ပါမနေ့ကတန်းငယ်လိုင်းလွင့်မယ်ဆိုပြီးတော့မှလိုင်းလွင့်မယ်ဆိုပြီးတော့အနီးကလိုင်းလွင့်မယ်ဆိုပြီးတော့ကိုဒီမတွေကိုတက်လွင့်ပေးခဲ့တယ်ဒါပေမဲ့လိုင်းမကောင်းလို့ပြန်ဆင်းသွားတော့တော့ဒါကြောင့်မလို့ဒီဥစ္စာလေးကိုပြန်ပြီးတော့ဒီမှာ၄နာရီခွဲကို7နာရီ10မိနစ်လို့တော့ပြန်ပြီးရေးထားတာနော်၄နာရီခွဲကို7နာရီ10မိနစ်လို့တော့ပြန်ပြီးရေးထားတာပါ ၄နှစ်ဝမ်းကျင်၃ငါးဝမ်းကျင်လို့လည်းကျွန်တော်ကိုမမြခေါ်လို့ရတယ်ဒါကြိုးပြီးပြပြပြထားတာเนาะဘာလို့ဆိုတော့ငါးပျောက်ကနန်းတစ်လုံးပဲကျန်တော့တာငါးတစ်လုံးပဲကျန်တော့တာဒီ၃ရှစ်ဝမ်းကျင်နေရာမှာကျွန်တော်တို့၃ငါးဝမ်းကျင်လို့ပဲခေါ်လိုက်မယ်ဘာကြောင့်လဲဆိုတော့ငါးပျောက်ကနန်းဖြစ်နေတဲ့အတွက်ဒီမှာနှစ်လေးဝမ်းကျင်ကို၂၃၆၆ဝမ်းကျင်ကို၂၉၁ရှစ်ဝမ်းကျင်ကို၁ရှစ် 3 9ဝမ်းကျင်းလို့လည်းခေါ်လို့ရတယ်ဒါကြောင့်မို့3 9ဝမ်းကျင်းပဲခေါ်လိုက်မယ်။ဘာကြောင့်တန်းငယ်အေး3 9ဝမ်းကျင်းပဲခေါ်လိုက်တယ်ဆိုရင်9တလုံးပဲကျန်တော့တယ်ကဏန်းကလေနော်။1 2 3 4 5 6 1เนาะ1လဲထွက်ပြီ2လဲထွက်ပြီ3လဲထွက်ပြီ4လဲထွက်ပြီ5ကျန်မယ်။6ထွက်ပြီ9ထွက်ပြီ10ထွက်ပြီ9ထွက်ပြီ3ညထွက်ပြီ9တလုံးပဲကျန်တော့တာ။ဒါကြောင့်မို့ဒီဥစ္စာကိုပါဝါမခေါ်ဘဲနဲ့2 4ဝမ်းကျင်း9 6ဝမ်းကျင်း1 8ဝမ်းကျင်း3 9ဝမ်းကျင်းလို့ပဲခေါ်လိုက်တော့မယ်နော်။ဘာလို့လဲဆိုတော့ ဒီငါးတလုံးပဲကျန်တော့တာဖြစ်တဲ့အတွက်ငါးဆိုတဲ့အရာကြီးကျွန်တော်တို့ပယ်ထားလို့မရပါဘူးထွက်ကောင်းလဲထွက်နိုင်တယ်တခါမှကဏ္ဍအစိမ်းအပြင်းကြီးပဲခွေတယ်အတွင်းကြီးပဲခွေတယ်ဆိုတာမရှိဘူးနော်အတွင်းပဲခွေရဲဆိုတာမရှိဘူးအပြင်နေနဲ့ပဲသွားတယ်တဏှာလာလဲအတင်ပဲသွားတယ်ဒီမှာကြည့်စပြီးတော့23ထွက်တယ်အပြင်တစ်လုံး63ကတ်တယ်6အပြင်တစ်လုံးကတ်တယ်ဒီမှာ2363သွားတယ်နောက်ပြီးတော့29ဆိုပြီးတော့6တစ်လုံးအပြင်ကတ်တယ်6တစ်လုံးအပြင်ကတ်ပြီးလို့ဒီမှာ40ဆိုပြီးအစိမ်းကဏ္ဍနှလုံးထက်ချတယ် 40ဆိုတဲ့စင်္ကန်းနှလုံးထက်ချပြီးတဲ့ဆိုရင်တစ်ရှိဆိုတဲ့စင်္ကန်းနှလုံးထက်ချတယ်။အဲဒီတစ်ရှိဆိုတဲ့စင်္ကန်းနှလုံးထက်ချပြီးလို့ဒီညနေတော့အပြင်ဘက်ကျလောက်အတွင်းဘက်ကျလောက်တဲ့ထင်ပြီးတော့တန်းငယ်ပေးတယ်ဘာကြီးပေးလဲတစ်ကိုပေးတယ်နော်ဒီညနေအဲ့ညနေကတစ်ကိုပေးတယ်တစ်ပူပေးတယ်နော်ဒီမှာဆိုရင်တစ်ပူတစ်ရှိ တစ်ပူးရှစ်ပူးနော်တစ်ပူးတို့ရှစ်ပူးတို့တစ်ကိုတစ်လေးတင်ငါတစ်ချောင်းအများကြီးပေးခဲ့တယ်ဒါပေမဲ့အပြင်လေကြီးပဲတစ်ရှစ်ဆိုပြီးထွက်တယ်ဒီမှာလဲတစ်နော်တစ်နဲ့ပတ်သက်ပြီးတော့တစ်လေးတို့အဲငယ်ဒီမှာနောက်ပြီးတော့တစ်ချောင်းတို့တစ်ကိုတို့တစ်ပူးတို့ပေးတယ်ဒါပေမဲ့သူကလောက်ကျန်ပြီးတော့ပဲတစ်ခွန်ဆိုပြီးတော့အပြင်ကနန်းတစ်လုံးနဲ့ချလိုက်တယ်ဒါကြောင့်မလို့ယနေ့မနက်7:00နာရီ10မိနစ်မှာလဲအကူမပါဗျာနော်၃ရှစ်ဝမ်းကျင်းလို့မခေါ်ဘဲနဲ့၃၅ဝမ်းကျင်းလို့ခေါ်ပြီးအပြင်တစ်လုံးကိုတောင်းငယ်တို့ကင်တုံကြမယ် ဟုတ်ပြီနော်အပြင်တစ်လုံးကိုတန်းငယ်လို့ခြင်သုံးကြမယ်အပြင်တလုံးကြားဖို့လေအားကောင်းတယ်ဘာလို့ဆိုတော့အများတန်းအပြင်လေးကြီးပဲကြားရတဲ့အတွက်ဒီနေ့မနက်7နာရီတမန်တော်မှာလည်းအပြင်ကြားမယ်လို့မျှော်လင့်မိတယ်เนาะဒါကြောင့်မလို့အပြင်ကိုခိုင်ဆုံးလိုက်ပါတယ်နောက်ထပ်ဝိုင်းချင်းလေးတစ်ချိန်ကြားတယ်ဒါပေမဲ့အချိန်မရှိတော့ဘူးတန်းငယ်လေးလုံမလို့ခဏမှထုတ်ပေးခဲ့တော့မယ်เนาะထိုးရင် ပေါက်ပြီဗျာပြောရေးတယ်ဒီနေ့မနက်7နာရီတမန်နေ့အကောင်းဖြစ်မှာထိုးရင်ပေါက်မယ်လို့မျှော်လင့်ပါတယ်เนาะထိုးရင်ပေါက်မယ်လို့မျှော်လင့်ပါတယ် နန်းထုတ်ပေးမယ်နော်ရှာထားတဲ့ဝမ်းကျင်းလေးတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့အတန်းငယ်မထုတ်ပေးတော့နော်ဒီဝမ်းကျင်းလေးနှစ်တိုင်ထုတ်ပြီးတော့ပဲကနန်းထုတ်ပေးနိုင်မယ်အပူထွက်ဖို့ရှိပါတယ်နော်အပူထွက်ဖို့ရှိပါတယ်အပူလိုက်နေတဲ့ကိုမမင်းဒီနေ့မနက်7:00နာရီ10မိနစ်မှာတားငယ်ကိုယုံကြည်လို့เนาะတားငယ်နဲ့လက်တွဲပြီးဩနှစ်ကွက်ထိုးခြင်းနဲ့ကိုမမင်း တန်းငယ်ကိုယုံကြည်ရဲတန်းငယ်နဲ့လက်တွဲပြီးတော့ organize နှစ်ကွက်ထိုးခြင်းနဲ့ကိုရီမာတီ669နော်669 2 9 3 398ကိုအပူခိုင်းပေးတာเนาะ669293 398ကိုကျွန်တော်ရဲ့ကိုမောင်များအလုံးပဲအပူခိုင်းပေးတာဖုန်းနံပါတ်669293398ကိုအပူခိုင်းပေးတာတန်းငယ်လို့ယုံကြည်တယ်တန်းငယ်လေးကိုယုံကြည်တယ်တန်းငယ်နဲ့လက်တွဲကျင်တယ်ဆိုရင်ဒီဖုန်းနံပါတ်669เนาะဒါ669293398ကိုအလုံးပဲခိုင်းပေးတာပါเนาะ အခုခိုင်းပေးတာနော်တန်းငယ်အထူးပို့ပေးမယ်နော်အခု9နာရီခွဲလဲကြော်ပြီဆိုတော့အခုပို့ပေးမှာပါကဲဒါဆိုခဏထုတ်ပေးမယ်နော်ကိုမမရ ထပ်ဝမ်းကြိမ်နှစ်ခုဝမ်းကြိမ်နေနှစ်ခုဝမ်းကြိမ်နှစ်ခါရှိတယ်။နှစ်လေးဝမ်းကြိမ်နှစ်လေးဝမ်းကြိမ်နှစ်ခါရှိတယ်နော်။ဒါမဲ့တန်းငယ်မထုတ်ပြီးတော့ဗျာနော်။ထိုးကြိမ်မမီပါဆိုလို့ဟိုလိုချင်တဲ့ကိုယ်မာဒီအခုမြန်မြန်လေးသာဟိုင်းထားလိုက်။တန်းငယ်အခုပို့ပေးပါနော်။ဒီ live show ပြီးရဲ့ဆိုပို့ပေးမယ်နော်။ဖုန်းမဆေး669 293 398ကိုကျွန်တော်ကိုယ်မာရအောင်လုပ်မယ်။အခုမြန်မြန်လေးသာဟိုင်းထားလိုက်ပါ။အခုပို့ပေးမှာဖြစ်ပါတယ်။ တန်းနေလို့ရှစ်ကိုတော့မကင်တော့အောင်နော်ရှစ်မကင်တော့ဒါမှရှစ်မကင်အောင်ဆိုရင်ပဲအကယ်၍ရှစ်နဲ့ထွက်လာခဲ့မယ်ဆိုရင်တော့ तू ကဘာထွက်မလဲဆိုရင်တန်းရဲ့ကြိုက်တာကိုပြောမယ်ဆိုရင်48တပွဲပဲထဲလိုက်ရှင်းနဲ့ပတ်သက်ပြီးတော့ငါက48တပွဲပဲထားလိုက်မယ်ရှစ်ကိုတော့မကင်တော့အောင်နော်ရှစ်မကင်တော့ဘူးရှင်းနဲ့ပတ်သက်ပြီးထားလာမယ်ဆိုရင်48တပွဲပဲပေးလိုက်တော့မယ်အပူထိုးခြင်းနဲ့ကိုရီမာတွေအပူကကောင်းပါတယ်ခွန်ဘူးရယ်နှစ်ဘူးရယ် လေးပူရင်နော်ဒါဒီအပူအကောင်းဆုံးပါပဲနော်ခွန်ပူနှစ်ပူလေးပူဒီအပူသုံးပူကတော့ကျွန်တော်ကဘာများအားလုံးပဲအကောင်းဆုံးပဲခွန်ပူရယ်နှစ်ပူရယ်လေးပူရယ်ဒီဘုံသုံးပူကတော့အကောင်းဆုံးပါတားငယ်ကိုယုံကြည်တယ်တားငယ်နဲ့လက်တွဲခြင်းလို့နော်တားငယ်ပေါက်ခြင်းနဲ့ဆိုရင်ဒီဖုန်းနံပါတ်669ခွန်နော်ဒါ669ခွန်ပါနော်293 3ကို8ကိုအားလုံးပဲဟိုင်းပေးတာပါနော်669ကို2ကို3 3ကို8ကိုအားလုံးပဲအခုမြင်အခုတွေ့အခုဟိုင်းလိုက်ဗျာနော်အခုအပေါက်ကနန်းပို့ပေးမယ်ပြီးတော့အားလုံးကိုအကောင်းဆုံးနဲ့စိတ်ရင်းစေတနာအမှန်နဲ့စူးစမ်းရတာဖြစ်တဲ့အတွက်ပေါက်ကနန်းဖြစ်မယ်လို့ပြောလင်းမိပါတယ်လိုချင်တဲ့ကိုရီမာတွေ669ကို2ကို3 3ကို8ကိုအားလုံးပဲဟိုင်းပေးတာပါအားလုံးပဲတလောက်ပါပဲဖမ်းပါပါကံကောင်းကြပါစေ